ီကနေ့ကတော့ကျွန်တော်တို့အာအမေရိကန်တမရာဒေါ်နယ်ထရန့်ကကိုရီးယားနိုင်ငံကိုလာမယ်ဆိုလို့ကျွန်တော်တို့ကအာညကလေးကပေါ့နော်ဒီနိုင်နေဆွဲပြီးတော့အမေရိကန်တန်ယုံရှိမှကျွန်တော်တို့ဇာနာလာပြနေခြင်းဖြစ်တယ်ပေါ့နော်အာဒီတိုင်မဲ့ဇာနာပြခြင်းမှကျွန်တော်တို့ကရှောက်လာတင်ထားတာမဟုတ်ဒီအတွက်အာတယောက်ချင်းဒီတကူတော်ပဲဇာနာပြခွင့်ရှိတာကြောင့်လို့ကျွန်တော်တကူတော်ဇာနာပြနေကြတာဖြစ်တယ်ပေါ့နော်ကျွန်တော်ညကလေးကဆိုရင်တွတ်တွတ်ကို ီဘက်မှာလည်းအာသူတို့ဆန္ဒပြနေပြီမဲ့သူတို့အလုံးကြုံကြီးကတော့အလုံးရင်းလိုက်ကိုကျွန်တော်တို့တော်တော်ကိုလာပြောနေတယ်ပေါ့နော်ဆိုတော့တို့ကဒါတရားမဝင်လျှောက်လာမတင်ထားပြီးတရားမဝင်သေးတော့ပေါ့နော်တယောက်ချင်းစီပဲဆန္ဒပြခွင့်ရှိမယ်ဒါမှမဟုတ်လည်းသူတို့ကအာဟိုညနေချင်းဆိုင်ပဲချမ်းနေရတယ်ပေါ့နော်တယောက်ချင်းစီတယောက်ချင်းစီကိုနည်းနည်း6ပေကွာ9ပေကွာလောက်ကနေပြီးတော့တယောက်ချင်းဆန္ဒပြလဲရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ပြောတယ်ပေါ့နော် ဒါတော့ကျွန်တော်တို့အာယုတ်တိရဲ့လှုပ်လိုက်ရတယ်ပေါ့နော်ကျွန်တော်တို့စာလေးတွေနဲ့ဘာသာမနေ့ကအချိန်မရှိမှာပေါ့နော်ညာ10နာရီလောက်မှာကျွန်တော်တို့ဒီပိုစတာကိုထုတ်ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်လို့ကျွန်တော်တို့မှာပုံကတော့စာတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားယူရနောက်ထပ်ဒီဇိုင်းနှစ်မျိုးပေါ့နော်စာလည်းနှစ်မျိုးကျွန်တော်သုံးပြီးထုတ်ရတာဖြစ်တယ်ဒါပေမဲ့အင်္ဂလိပ်လိုကြီးထုတ်တာဖြစ်တယ်ဘာလို့ဆိုတော့ on trend ကိုအာတကယ်လို့သာလာခဲ့လို့တွေ့ရှိခဲ့ရင်ကျွန်တော်တို့ရဲ့မြန်မာတစ်နေမြင်တောင်းပေါ့နော်ကျွန်တော်အင်္ဂလိပ်လိုပဲရေးထားတာဖြစ်တယ်ပေါ့နော် ဆိုတော့အာနောက်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုကျွန်တော်တို့လုံခြုံရေးအပြည့်ဝကျွန်တော်တို့အာစောင့်ကြည့်နေတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အာဗီနာမှာဆိုတော့ရဲကပေါ့တော်ဒီကကျွန်တော်တို့ဒီကိုရီးယားနိုင်ငံကိုဒီ Ronald Trump လာမယ်ဆိုတဲ့ကကြတော့ဒီအောက်ပိုင်းဘက်ကအဓိကအာပြတင်းမှာတွေ့ရတာပေါ့နော်ခေောင်ကျူးဘက်မှာ29 30ရက်မှာခေောင်ကျူးဘက်မှာလို့တော့သိထားရတယ်ပေါ့နော်အာတရင်မှာတွေ့ရတော့ဒါပေမဲ့ခေောင်ကျူးဘက်ကရဲဘော်တွေလည်းပဲပေါ့နော်ပါတယ် တကယ်လို့များဂျုံကျူးဘက်မှာတေချာခဲ့တယ်ဆိုလို့ရှိရင်လည်းဂျုံကျူးဘက်ကရဲဘော်တွေအနေနဲ့အာတွားရောက်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံအကြောင်းလေးကိုပေါ့နော်ပြီးရှိသွားအောင်စပီယောက်လေးလုပ်ပေးကြဖို့လဲကျွန်တော်ဒီနေရာနေပြီးတော့ထပ်ပြီးတော့မြေတရက်ခံနေပါတယ်ကျွန်တော်နောက်ပြီးတော့ကျွန်တော်ညကလေးကဆိုပြဒီနေ့လဲဒီမဲ့တနေကုန်ရှိနေမှာဖြစ်တည်တယ်ပေါ့နော်အာလုံနာတဲ့ရဲဘော်တွေလာနိုင်မယ်ထင်တယ်ရဲဘော်တွေများအားလုံးဒီဘက်မှာလာရောက်ပူးပေါင်းပေးဖို့လဲကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်လို့